President Trump This morning, as the president's trade war heats up, the reliance on China for America's small businesses in the spotlight. 100% of our inventory comes from factories in China. Tim Murphy is the owner of Softies, a women's loungewear company out of Minneapolis costs are going to get so high that either we have to choose to go out of business with ridiculously high prices that stuff with stuff no one's going to buy or sell it below cost. Other com So so uh, Minneapolis <laughs> uh, company buy softy to company buy eh? အဲ့ဒါကသူကတရုတ်ပြည်ကနေပြီးတော့100%ရှီမတ်ပစ္စည်းရရယူရယူပြီးတော့ဒီ US ကိုပြန်ရောင်းတာเนาะအဲ့ဒီတော့သူ တရုတ်ပေါ်အာကိုရဲ့စီးပွားရေးသမားတွေဘယ်လောက်ထိဒုက္ခရောက်လဲဆိုတာဒီသတင်းမှာပြောထားတာ။ "तू ကမိမဖက်ရှင်ဒီဇိုင်းအဝတ်တွေရောင်းတယ်။နော်အဲ့ရောဒီလိုမျိုးဝေဝေခွန်တွင်းကုန်အခွန်ကောက်တဲ့အတွက်ကြောင့် तू ကပေးရတာတရုတ်ပြည်ကပေးရမှာမဟုတ်နော်။ President Trump တခြားနိုင်ငံကပေးရပြောတယ်။အမှန်မဟုတ်ဘူး။ဒီတင်သွင်းတဲ့ အမေရိကန်စီးပွားရေးတမားတွေကုမ္ပဏီတွေကပေးရတာအဲ့ရော तू ကအများကြီးပေးရမဆိုရင်အိုးပစ္စည်းတွေကိုဈေးအများကြီးတင်ရမယ်အဲ့ဒါဆိုဘယ်သူမှမဝယ်တော့ဘူးဘယ်သူမှမဝယ်ဘူးဒါမှမဟုတ်ရင်ဈေးကိုဟိုဒီတိုင်းထားကိုကအရှုံးခံအဲ့လိုမျိုးကြောင့်စီးပွားရေးလုံးမဖြစ်ပြောင်းအဲ့ရော तू မှနီးတန်းကဘေးကျက်နေကြရောက်နော်စီးပွားရေးပိတ်လာမှာပို့ပြီးတော့တန်မဲ့တမုံမှာရှိနေပါတယ်အဲ့ရော့ other companies looking at downsizing the situation has not improved with china things are going to be bad there will be layoffs Mike Cook, the owner of Maryland jewelry company Sterling Forever, says his product is sourced out of China, but he's now looking for alternatives. We've started. เนาะရှော့နေပြီးဒီကုမ္ပဏီက Maryland ပြည်နယ်ကကုမ္ပဏီเนาะ jewelry ရောင်းတယ်လက်ဝတ်လက်စားရောင်းတယ်အာတရုတ်စီကနေပြီးတော့ပစ္စည်းရယူရတယ်အခုတော့တရုတ်စီကအရန်ဈေးကြီးွားတဲ့ကြောင့်အခွန်ကောက်အောင်လို့သွေးကုန်ကောက်အောင်လို့အဲ့တော့သူ့မှာလူတွေဖြုတ်ရတယ်ဖြုတ်ပြီးတော့တခြားနေရာတွေရှားရတယ်ရှားတော့အဆင်ပြေတော့ဆိုတော့အဆင်မပြေဘူးဘာကြောင့်လဲ for alternatives. We've started talking to other countries in Asia, but those type of relationships cannot be built overnight. For met ဒီလိုမျိုးအာရှတခြားနိုင်ငံကကုမ္ပဏီစစပစ္စည်းတွေကိုတွားပြီးတော့စကားပြောတယ်နော်ယူဝဲဖို့အတွက်ဒါပေမဲ့ပစ္စည်းကောင်းကောင်းနဲ့ supplier ကောင်းကောင်းရှာဖို့ခက်လည်းနေချက်ချင်းလက်ဖြောက်တိတိတို့တွားပြီးတော့ရောင်းလို့မရတာဟုတ်တယ်မှာ jewelry ရဲ့ ပလေးတိုက်ထဲမှာရော Any working with China feels like a necessity. We tried really hard to have everything made here in the USA. Regina Hames is the owner of Pride and Groom, a dog grooming supply company. Hames says it feels like time is running out. We put every dollar that we make and count every dollar that we're about to make as, you know, uh, money that we're going to pay our rent with and keep going on. So so me a police and you groom လုပ်ပေးရအလှပြင်ပေးရပါတော့။လှလှပပလုပ်ပေးရ။ तू ကလည်းတရုတ်ပြည်ကနေပြီးတော့ယူရတယ်။ရှီမပီစီရအားလို့ US မှာထုတ်ဖို့အရန်ကြိုးစားတယ်။ဒါပေမဲ့မဖြစ်နိုင်သေးဘူး။ဟောမဖြစ်နိုင်သေးဘူးဆိုတော့အတွက်ကြောင့်ရတဲ့ပတ်စံကိုစုရဲစုပြီးတော့အဲ အလအလုတ်လာကပေးဖို့တယ်အလုတ်သမိုင်းလာကပေးဖို့တယ်ပြီးသွားရင်ဆိုင်ဟားရတယ်ဆိုဆိုင်လာကပေးဖို့တယ်စဉ်းစားနေရတေးချာအရန်ကြိုးစားနေရအရန် stress အရန်များမနော်ဘာမဟုတ်တဲ့တလေးဆန်လှလာပပလုံးအောင်ပါအဲ့ PC ရတရုတ်ပြည်ကနေရတာနော် US ကထုတ်ဖို့အရန်စဉ်းစားစဉ်းစားလို့ဆိုဆိုရမရှိနော်အရန်ရှားပါခက်ခဲနေနော်အဲ့တော့တလေးဆန် grooming လုပ်တဲ့စီးပွားရေးအကြောင်းတိကျမှလား ဘာလေးလိုအပ်တယ်အမြက်ဘယ်လောက်ရတယ်เนาะစမှဆိုရင်ဘယ်ဟာစရမလဲဆိုတော့တိကျယ်ဆိုရင်ကိုမမှာရေးတာပါဖြည့်တဲ့လူများတဲ့လူဆိုရင် IC boy အကြောင်း channel လေးမှာ video လုတ်ပေးပါမယ်ဆက်ပြီးကြည့်ကြအောင် out there to make all of this work guys they're they're continuously thinking about this and it has an impact on their employees it has an impact on their businesses and i'm hearing about these ripple effects everywhere every day from small businesses yeah i'm they've sure they've spent years trying to build it yeah စီးပွားရေးတမားတွေနေတန်းနေတန်းဒုက္ခရောက်နေတယ်အခွန်တိုးကောက်တဲ့အတွက်ကြောင့်နောက်စီးပွားပစ္စည်းအားလုံးကတရုတ်ပြည်ကနေပြီးတော့ source လုပ်လာတာလေအဲရောသူတို့ပြန်မရောက်မရောက်ဆိုရင် အလုံးတမိုက်ဖြောင်းရမယ်ဒါဝင်စီးပွားရပိတ်ရမယ်ဈေးအရင်တိမ်ပြီးရောင်းဝင်မဖြစ်ပြောင်းဘူးမှဝင်မှာမဟုတ်ဘူးလေ US ကအဲ့ company ရဲ့ပစ္စည်းသွားကြည့်ရအောင်ဈေးဘယ်လောက်ရှိတယ်ဆိုပြောနော်အခုဒီမှာပထမအဆုံး interview ကလုပ်ထားတယ် soft tea ဆိုတော့မိမအဝတ်စားတယ် fashion တော့နော်အဲဒီ ng dream tag johnny collar long set အာ159ဒေါ်လာပေးရကြီးဒီမှာဆို159ဒီမှာ159အာ129ဒီ ng လေးကြည့်ရိုးရိုးလေး129 မလေးတရောဒီလိုမျိုးဈေးတရာကျော်ပေးဝင်မယ်လို့စမ်းသားရှိပါတယ်လားရှိရဆိုကိုမမရေးထားတယ်ပေးမလို့ဆိုရေးထားတော့ဘယ်သူမှအဲ့လိုဒီဈေးကြည့်ရမလို့ကြည့်အာ139ဒေါ်လာဒါလေးကြည့်139ဒီမှာ139အော်သူကတရုတ်ပြည်ကတင်သွင်းပြီးတော့ပြန်ရောက်တရုတ်ပြည်ကလည်းတက်တက်တာဝယ်တာပေါ့အခုကအခွန်ရတိုးရပဲဆိုတော့ဒီဈေးရောင်မှာသူနောက်ပတ်ကျသူပြောင်းပြောင်းပြောင်းပြီးတော့ဈေးရောင်မှာပြောင်းရတယ်ဈေးရောင်မှာဒီဒီအုတ်ထုတ်လေးဆိုရင်14ဒေါ်လာ ဒါမျိုးဆိုရင်အော် black cat စောင်းလေးကို129ဒေါ်လာနော်ဒီမှာဆိုရင်27ဒေါ်လာ19ဒေါ်လာကြည်အာအများကြီးအများကြီးရဒီမှာ softy ဆိုရသူကอืมအိုက်ကောင်ကြီးပါโอเคနောက်တစ်ခုရှိတယ်နောက်တစ်ခုပါတယ် starly forever jewelry jewelry buy 2 get 20% off တယ် buy 3 get 30% off တယ်အမ် ဆွဲကြိုးတွေရှိရယ်လက်ကောက်တွေရှိရယ်လက်စွပ်တွေရှိရယ်နဂတ်တွေရှိရယ်ဒီမှာဈေးရကြီးတော့66ဒေါ်လာဒီမှာကြီးအာ chain ဒီ chain တွေကို66ဒေါ်လာပေးရเนาะကြိုက်တာကြိုက်တဲ့ဆိုရင်ကုန်မအောင်မရထားတယ်ဒီမှာဆို125ဒေါ်လာ bracelet ဟာဈေးရအပီတင်တာတွေဒီမှာ69ဒေါ်လာအဲ့ cheap တရုတ်ပြည်ကနေမျိုးဈေးအရင်တက်တက်တာဝယ်ဝယ်ပြီးတော့ပြန်ရောက်လာအမေရိကရဲ့အမေရိကရဲ့အရင်အကျိုးရှိရယ်အမေရိကမှာအဲ့မှာမီနန်နာဖြစ်သွားတယ်အများကြီးပဲအဲ့လိုပစ္စည်းပြေရောက်ဈေးတက်တက်တာဝယ်ပြီးတော့ ပြန်ပြီးရောင်းတော့အရင်ချမ်းသာမှာမော့အဲ့ရောဘသူအကျိုးရှိရဲ့တရုတ်ပြည်ကစည်းစစ်တာဘွယ်အမေရိကန်အကျိုးရှိရဲ့လေအခုတော့ဒုက္ခရောက်ပြီး President Trump အခွန်ကောက်တဲ့တဲ့ကြောင့်ဝင်ဝင်ခေါ်ဆိုသူအဲ့အမျက်နေမရှိတော့ company ပိတ်ရတော့မယ် company အလုံးတမိုက်ဖြုတ်တယ်နော်ဒီ PC ရဲ့ဒီစက်ပူဈေးကြီးရဲ့ချမ်းသာမှုဆိုတော့မဖြစ်နိုင်တော့နော် online shop လုတ်ချင်လို့ရှိရာရှိရဆိုခေါင်းမမှရေးထားတယ်ဆရာစိတ်ဝင်စားလို့များဆိုရင် online shop ဘယ်လိုလုပ်ရမလဲဆိုတော့တင်တန်းဖွင့်ပေးမယ်နော် โอเคကိုမမကြီးလာတယ်အဲ့လိုမျိုးကြည်လာအာအရင်အရင်ကအရင်မြက်တာအခုဆိုရောမမြက်နိုင်လောက်တရုတ်ပြည်ကဝယ်ပြီး1 1.5 player 70ဒေါ်လာကြီးဝယ်ရအာဒီမှာဆို72ဒေါ်လာဒီမှာ100ဒေါ်လာအမှတရုတ်ပြည်ကဝယ်မှာ10ဒေါ်လာ15ဒေါ်လာ20လောက်ပဲရှိသူက10ဒေါ်လာတင်တာပစ္စည်းရနော်အဲ့တော့အခုအခုတင်လို့မရတော့တရုတ်မရတော့မိုးပြီးစကြည့်ပြီးပါရင်ဟိုရောင်းရမှာထွက်တော့မှာမဟုတ်တော့135ဒေါ်လာမကြီးအများကြီးပဲအများကြီး ဟာဈေးရနည်းတာမို့အများကြီးပဲ jewelry accessory ရေနော်မိန်းကလေးကြီးကြိုက်တာဗောဆရာပလေးတန်းတမှာမိန်းကလေး accessory တွေရှိရရှိရဆိုရင်အောက်မှာရေးထားလက်ခေနောက်တစ်ခုမရှိရအာ back grooming face ကြိုက်တဲ့သူအာဆိုတော့စိတ်ဝင်စားပါမှာ face လေးကြိုက်တယ်မရှိ coconut ဝါတယ်မင်းသူကခွေးရစီးလေးပါတော့လိမ့်ခံရနော်စီရှိရမင်း super powers မင်းဒီမရှိ shampoo ရမခွေး shampoo က20ဒေါ်လာစ20ဒေါ်လာနော်မစိုးပါဘူးအဲ့ဒါ ဒီမှာကြည့်ဖေးဒီမှာဆိုရင်အော်ဒီမှာဆိုရင်20ရာနေ120ဒေါ်လာရှိတယ်ဒီမှာ20ရာ190 20ဒေါ်လာရှိတယ်ဒီမှာအမွှေးမကျွတ်တဲ့ဟာဒီမှာအမွှေးကျွတ်စရာဟာပေါ့ဒီမှာ shader shampoo non shader shampoo လက်အာအဖေးလေးရှိရဖေးလေးအေးခွေးချစ်တယ်ဘယ်လိုရှိရဲရှိရဲဆိုရင်ကိုမောင်မကြီးထားတယ်အဲ့ဒါကိုကြည့်စီးပွားတစ်ခုလုပ်ဖို့ဆိုမလုပ်ဆိုဘာကြောင့်တိရအများကြီးပဲ အများကြီးပစ္စည်းတွေသူကဝယ်ရတယ်ဝယ်ပြီးတော့ဒီ online ကတင်ရတယ် customer ရှာရတယ်ပြီးတော့ရင်ဟိုဝင်တန်းတွေကပိုက်ပေးရတယ်ဒါ inventory warehouse ထားရတယ်ဆိုင်ရောက်ဖွင့်စရာမလိုဘူး online shop ဆိုဆိုင်ဖွင့်စရာမလိုဒါလေးရောဈေးတက်တာပါတယ်25 2023ဆိုတော့ဟိုနှစ်ခုကဈေးကြီးတာတလေးဆရာပို့ယူဈေးတက်တာလေဒီမှာကြီးရနော်အမှန်ကြီးရအများကြီးရှိရ Okay အဲ့တော့ဒါမျိုး website တွေဆရာလောက်တက်တာပေါ့အေးစစ်စစ်ဆရာထောင်မှုပါပဲအေးစစ်စစ်တွေပဲနော် အဲ့လိုမျိုး online shopping လုပ်ချင်လို့ရှိရတင်တဲ့တက်ချင်ဆိုကိုမမရင်စားလဲ online shopping ဘယ်လိုလုပ်အောင်လဲဆိုတော့တင်မိမယ်ဟိုကြီးဟာကြီးဟာရာဒါမျိုးကြီးတိကြပါဘောဆရာအကောင့်တိဒီမျိုးဟာမျိုးဆိုโอเคအဲ့ဒီထက်အကောင့်ဆိုစီးပွားရပါတရားဘာပစ္စည်းမှရှာစရာမလိုပညာပဲလိုတယ်တနေ့ကိုတနင်္လာနေ့နှစ်နေ့ပဲအလုပ်လုပ်စရာလိုတယ် Monday to Friday တလားဆိုရင်ရက်နေစနေကဘာပတ်ဦးရဘာပတ်တော့တလားထဲနဲ့တသိန်းကျော်ဝင်လာဒါ100% နှီးပါလို့ဆေးရအိတ်ထဲဝင်တာဘာမှစိတ်ပူစရာမလိုပစ္စည်းရှာစိတ်ပူစရာမလို customer ရဲ့ဘာမှစိတ်ပူစရာမလိုနော်ပြီးတော့မိသားစုကိုကဘာပတ်ခေါ်ဝါးရတယ်ကိုကြိုက်တဲ့ချိန်နဲ့လို့ရဖုန်းနဲ့လည်းသုံးရတယ်ကွန်ပျူတာရှိရသုံးရတယ်နော်အဲအင်္ဂါစာရဲဆရာတင်ပေးတလို့လိုက်နိုင်ရနေပြီတနေ့တော့သင်းနဲ့စောင်းရတယ်ဒီတော့ call စီပွားရဲ့တခါမှဆရာမတွေ့ဘူးเนาะဒီလိုအကောင်းဆုံးစီပွားရေကိုစကြရဆိုရင် stock investing call option put options advance option day trading moment stock တင်းလို့ရပါတယ်ဆရာစီကအောင်မြင်ွားတဲ့တင်တန်းသူတင်တန်းတာအများဆိုတင်တင်တန်း၅ခုလို့တနည်းတွဲမှာပြအောင်တက်ပါတယ်တက်ချင်ဆိုရင် link တွေကို YouTube video description ကိုမှာရှိပါတယ်ဒီနေ့တွင်ဒီနေ့စလို့ရပါတယ်မြေမြစမှာဆိုရင်မြေမြအောင်မြင်ဖို့ပြင်ပို့ပြီးတော့မြပါတယ်တက်လိုက်တာပို့ရချိုးရင်ရှိတယ်။ကြာမျိုးပို့ကောင်းပါ။ဘယ်ဟာပို့ကောင်းလဲဆိုတော့ဆရာကနေ app train နေ app train နဲ့ ငါးလမ်းနီးလမ်းငါးလမ်းရှိရအဲ့ဒီကတည်းကကျင်းအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကျင်းအဲ့လိုကြီး expert မဖြစ်ပေမဲ့ဇာရည်ဒီ app ကျင်းပါလဲ app ပါတယ်ကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူးเสียซีไอจีเนาะบางก็นําเลยเนาะเสียပြောတဲ့အတိုင်းပဲ main line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိအကျတိုင်းလုပ်တယ်လုံးဝအချုံမရှိဘူး ်ဟယ်လိုဆရာ CIS တော့ဆရာကလက်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမတော့ CIS အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရန်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှင်အတွက်အရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလှုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အ တဲစိတ်လည်လာခွင့်ရှိတယ်။ပြင်ဆင်ဟောပြတဲ့သင်ခန်းစာတွေကအထောက်ကူရန်ပြုတ်တယ်။ကျွန်တော်အရင်နှုန်းကမလေ့လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာလွင်ချင်းအဖြစ်အရင်နှင်းနေနေလေးနဲ့အမြတ်များများရနိုင်တယ်။ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်။ကျေးဇူးပါပဲဆရာ။ဒီဟာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တဲ့တရားနဲ့ တလအတွင်းမှာ9,500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူလို့ပြောလို့ရပါတယ်ဆရာစကားနားတော်မျိုးလည်းမရောဘဲနဲ့တင်တာလေအခုတော့အဲ့လိုမြတ်လေးဆရာရေးစင်ကျေးဇူးပဲဒီနယူးယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျမစီဆက်သွယ်လေနော်ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာသင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာသင်နာနဲ့သင်တန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းဆော့နေရကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအမြတ်အများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်တော့ဆရာတော့ဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ